တခါတုန်းကတိုင်းပြည်တပြည်မှာသဘုံကောင်းဆောင်တယောက်ကိုဖမ်းမိခဲ့ရာတောထဲကိုသွားပြီးဆုံးစီရင်ကြဖို့ဆုံးပြလိုက်တဲ့ပြင်တာဝန်ရှိသူများကသဘုံကောင်းဆောင်ကိုတောထဲသူခေါ်လာကြပါတယ် အဲလိုနဲ့ဒေါ်ရဲကိုထွက်လာလိုက်တာသုံးမှန်ခန့်လောက်ကိုရောက်လာကြပါတယ်။နေကအတော့ကိုပူပြင်းပြီးအဆုံးစီရင်ရမယ်နေရာကလည်းနောက်ထပ်နှစ်မှန်ခန့်လောက်သွားရအောင်မှာဆိုတော့တပုံကောင်းဆောင်ကဒီလိုပြောလိုက်ပါတယ်။ကျွန်တော်ကိုတတ်မှာပဲဗျာ။ဒီနေရာလောက်ဆိုရင်လည်းတတ်လို့ရပါပြီ။ဘာဖြစ်လို့ဒီလောက်နေဘူးကြီးတဲ့မှာနောက်ထပ်နှစ်မှန်လောက်ခီးကိုသွားနေအောင်မှာလားဗျာ။အဲ့ခါမှာတော့အဆုံးစီရင်ရမယ်အဖွဲ့ရဲ့ခေါင်းဆောင်က ဒီလိုပြန်ပြောလိုက်ပါတယ်ခင်ဗျားဘာစကားစီနေရတာလဲဒီခီးကိုပြန်မယ်သူတွေကတော့ဘာမှမပြောဘဲနဲ့